အားလုံးပဲမင်္ဂလာပါ NZ Blog ကနေကြိုဆိုပါရစေ။ကျွန်တော်ဒီနေ့သင်ဆက်မယ့် reaction video လေးကတော့အိမ်ထောင်ရှိတာတတိယက်နဲ့သူများလင့်ကိုည7:00နာရီအချိန်မတော်ဖုန်းခေါ်ကအိမ်ထောင်ရှင်အမျိုးသမီးကတိသွားပြီးတော့အိမ်ထောင်ရှိတာတတိယက်ရက်နဲ့စနိုက်လာကျော်တဲ့ကောင်မလေးကိုပညာကောင်းကောင်းလေးပေးထားတဲ့ video လေးပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ video လေးကိုအဆုံးထိ like ကြည့်ပေးကြပါအောင်ခင်ဗျာ။ အခုခေတ်မိန်ကလေးတွေကတော်တော်လေးကိုကြောက်ဖို့ကောင်းနေလို့เนาะပြောလို့တော့ရလာပြီပေါ့နော်ပြူရဲထားနော်တောင်းမယ်နင်ကတောင်းမယ်တောင်းမယ်တောင်းမယ်လေသူများအိမ်အောင်ရှိရင်ယောက်ျားကိုနေဖုံးဆက်ရမဟုတ်လားညစကောင်ရန်ကြော်ကြီးပြောတောင်းမယ်တော့ငါဘာမှမလုပ်တော့လက်ဖြားနဲ့တော့မထူပြောတောင်းမယ်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 ကောင်းကောင်းတောင်းမယ်လေ နေရလဲမာတဲ့နောက်မှနောက်ရှင်အမျိုးသမီးကနော်တဘောထားကြီးလို့နော်ဒီကောင်မနေတော်ဒီမှာတော့နှစ်ယောက်နော်ဆက်လာရင်နှစ်ဖုံးဘူးနံပါတ်လေးနှစ်နှစ်ယောက်နဲ့တက်သွားပြီဒါမဲ့ယူကြည့်ဒီခါကြည့်ငါစိတ်မတူချင်ဟောဒီလိုဖြစ်မျိုးဖြစ်စဉ်တွေကနော်အမြဲတမ်းကိုဖြစ်နေတာပါဒါအကြောင်းမို့ပဲနော်ကိုကိုဆင်ရှင်ပြီးတော့နေထိုင်ကြပါမိန်းကလေးရဲ့အလောက်ထိဈေးမပေါ်ကြပါနဲ့လို့ပဲပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေဗျာအဆုံးထိ like ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ